မအခုเนาะမင်္ဂရော်လက်ခေါင်းလောင်းတော့ပေါ့เนาะအမျိုးမျိုးခေါ်တယ်အဲ့ဒါဒီပဒံမဆွဲပြပေးမယ်เนาะဒါကအမလဝစားလိုက်တာပေါ့ပြီးမှရင်အမတို့သူ့အတွက်တထောင်မြင်းလို့တယ်เนาะတထောင်မြင်းကနေအမတို့စပြီးတော့ကားမယ်အဲ့တော့ဒီအလယ်မြင်းကနေခွဲမယ်ပြီးမှရင်တထောင်မြင်းရဲ့တစ်ဖက်စီကိုအမတို့ခွဲမယ်ပေါ့เนาะဒါလေးကအမသင်္ကေတလေးတွေပြပေးထားတာပါဟုတ်ပြီအဲ့ဒါဆိုရင်အမတို့ကပဒံကိုကတ်တင်းလုပ်လိုက်မယ်เนาะ တော့အမတို့ဒီမှာဆိုရင်အမတို့ဒီပတ်တန်ကြီးကိုဖြတ်ထုတ်လိုက်မယ်နော် ဟုတ်ပြီအခုအမတို့ဖြတ်ထုတ်ပြီးသွားပြီဆိုခုနမာကင်ပေးခဲ့တဲ့ကတင်ညာလေးတွေတိုင်းအမတို့ဖြတ်လိုက်မယ်တစ်ဖက်တစ်ချက်စီကိုပြတ်တဲ့အထိမဖြတ်ပါဘူးနော်အမအဲ့လိုမျိုးတန်တက်တလဲလေးထားပြထားမယ်နော်ဟုတ်ပြီအဲ့ဒါဆိုရင်မစာရိုးစက်ကူတစ်ခုယူလိုက်မယ်အဲ့ဒီစာရိုးစက်ကူပေါ်မှာအမမြင်းဖြောင်းမြင်းတမြင်ဆွဲပေးပါမယ်နော် မြင်းဖြောင်မြင်းလေးတမြင်ဆွဲပေးပါအဲ့ဒီမြင်းဖြောင်မြင်းပေါ်မှာအမားတို့ခုနကတော့ပတန်ကိုလာတင်မယ်အဲ့ဒီမှာအမားတို့လက်မှာအလေမြင်းရှိရယ်เนาะအဲ့ဒီအလေမြင်းနဲ့မြင်းဖြောင်မြင်းနဲ့ဒီတံန်းနဲ့ကြာနေရပါမယ်เนาะတရန်နဲ့ကြာနေရမယ်တက်တက်ထားပေးရမယ်ပေါ့နော်အဲ့တော့အမားတို့ကတက်တက်လေးမြင်းနှစ်ခုကိုထားလိုက်မယ်ထားပြီးွားရင်တိတ်ကပ်လိုက်ပါမယ်နော်အဲ့တော့အမားတို့ဒီမှာတိတ်တွေကိုညင်အောင်အမားတို့ ထိမ့်မိလိုက်မယ်နော်အဲ့ဒီမှာအမားတို့ဒီမြင်းပေါ့နော်မြင်းနှမင်းညီရမယ်နော်အခုနာဆွဲလိုက်တဲ့မြင်းနဲ့လက်အလေမြင်းနဲ့ပြီးရင်အမကဒီမှာ6 7ကားပေးထားတယ်ဒီနေရာမှာကိုစိတ်ကြိုက်ကားလို့ရပါတယ်နော်6 7ထပ်တော့အမတို့မနေပါနဲ့နော်ဟုတ်ပြီပြီးွားရင်အမတို့ကရပြီဆိုရင်အဲတက်လိုက်မယ်ပေါ့နော်တိတ်နဲ့ဟုတ်ပြီအမအမတို့လိုချင်တဲ့လက်အကားရှိတ်ကလေးရရလာပါပြီနော် လက်အကားရှိကလေးအမတို့ရလာပြီပေါ့ဒါအမတို့ပုံလေးပေါ်လာပြီနော်ဟုတ်ပြီပြီးွားပြီဆိုရင်အမတို့ကပတ်တန်တွေကိုခွဲကားလုပ်ပြီးဒေါင်ဂျိုးတွေဆိုတာဖြစ်တတ်တယ်နော်အဲ့တော့အဲ့ဒီဒေါင်ဂျိုးနေရာတွေကိုအမတို့ကကဖလီနဲ့အမတို့ဖြေးပေးရပါမယ်နော်အဲ့မှာတော့အဲ့လိုမျိုးလေးဖြေးလိုက်မယ်ဒီဘက်ကိုလည်းအမတို့ဖြေးပေးမယ်ပေါ့နော်ပတ်တန်တွေမှာဘယ်နာအောင်မှထောင်ကျိုးမထားရအောင်နော်ဒါဘယ်ပတ်တန်ကိုပဲဆွဆွပါ ဟုတ်ပြီမတို့ဖြီချလိုက်ပါမယ်။ဖြီချပြီးွားရင်အောက်နာလေးကိုလည်းကပ်ဖေးနဲ့အဝိုက်ကလေးယူပေးလိုက်ပါမယ်နော်။အဲ့တော့လက်ရှိတ်ကလေးကအမတို့ကဒီ ပုံမာလေးပေါ်လာပြီเนาะရှိတ်ကြောလေးပေါ်လာပါပြီလက်ဒီဇိုင်းလေးပေါ်လာပြီပေါ့เนาะအဲ့တော့ဒီတိုင်းလေးရမယ်မတို့ဟုတ်ပြီเนาะအဲ့ဒီမှာအမတခုပြောချင်တာကတချို့ကဇာအနာလေးဆိုရင်ဘယ်လိုယူရမလဲအမဟိုအောက်နှားဝိုင်းနေတော့လေအဲ့ခါမှာအမပြောချင်တာကဇာအနာဆိုဖြတ်ဆက်အနေနဲ့ပြန်ကတ်ထုတ်ပေးရတာရှိတယ်အနာသားတွေကိုဖြတ်ထုတ်ပြီးအဲ့လိုမလုပ်ချင်ဘူးဆိုအဲ့လိုဒက်ဆွဲပေးရမယ်เนาะအဲ့ဒါဆိုရင်တော့အောက်နှားကဒက်အကာဖြစ်သွားမှာပေါ့အဲ့တော့အဝိုက်လိုချင်အဝိုက်ယူပါအတဲ့လိုချင်အတဲ့ယူပေးเนาะ